မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အပြည့်ရဲ့သဘောတူညီချက်ရရှိခဲ့ပြီးနောက်အီရန်အနေနဲ့ချိုးဖောက်ခဲ့ကြောင်းအစ္စရေးရဲ့ထုတ်ပြန်ချက်သတင်းခုနှစ်ပတ်ကြာရန်နာထားရတဲ့ကမ္ဘာပင်မစပိုးဆောင် WCK ဂါဇာမှာပြန်လည်ပတ်နေပြီဆိုတဲ့သတင်းနဲ့ထရမ့်ဆိုရက ရွှေ့ပြောင်းတွေကိုတတိယနိုင်ငံစီနှင်ထုတ်ခွင့် ပြန်ရတော့မယ့်သတင်းတွေပဲဖြစ်ပါ रे ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အပြစ်ခတ်ရက်ဆဲပြီးမကြခင်မှာရင်အီရန်ဘက်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအနေနဲ့ဆွဆွဲပြောဆိုလိုက်ပါ रे အီရန်မျိုးတော်တဟီရန်ကအ धिक ကြားတဲ့ပြစ်မှတ်တွေကိုအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ပြီးအင်းနဲ့အားနဲ့တုံ့ပြန်သွားမယ်လို့ပါကာကွယ်ရေးဝန်ကြီးဖြစ်သူအစ္စရေးကက်စ်အနေနဲ့ထုတ်ပြန်ခဲ့ပါ रे ်နိုင်ငံခြားအဖြစ်ရဲ့အကြောင်းထုတ်ပြန်ခဲ့ပြီးမကြမီပါပဲအခုလိုမျိုး အခြေအနေတွေပြန်လည်တင်းမာနေကြတာပါအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ Israel Iran အပြစ်ရဲ့ဆဲမှုစတင်အသက်ဝင်ပြီးဖြစ်ကြောင်းနောက်တစ်ချိန်ကြေညာခဲ့တဲ့အပြင်နှစ်နိုင်ငံ လုံးဝမချိုးဖောက်ဖို့အတွက်ပါသတိပေးထားပါတယ်အပြစ်ခတ်ရက်စဲပြီးနိုင်ပိုင်းအကြာမှာအခုလိုမျိုးအခြေအနေတွေပြန်လဲရှုပ်ထွေးလာခဲ့တာဖြစ်ပါရီ အစ္စရေးဘက်ကတိုက်ခိုက်မှုကိုရပ်တန့်မယ်ဆိုရင်အီရန်အနေနဲ့လည်းရပ်တန့်မှာဖြစ်တယ်လို့တဟီရန်ဆိုရနိုင်ငံသားရေးဝန်ကြီးအနေနဲ့အစောပိုင်းမှာတုံ့ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အီရန်ကအစ္စရေးကိုနောက်ဆုံးတစ်ချီဖြစ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အနည်းဆုံးလူ၄ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့အစ္စရေးအနေနဲ့အတည်ပြုထားပါတယ်။ဒါအပြင်နျူကလ িয়ার လက်နက်တွေနဲ့ပယ်ထိန်ဒုံးကျည်တွေကိုရည်ညွှန်းပြီး အီရန်စီကနေဖယ်ရှားလိုက်နိုင်ပြီဖြစ်ကြောင်းဖော်ပြထားပါရီအစ္စရေးဘက်ကထုတ်ပြန်ချက်အရအီရန်စစ်ဖက်ခေါင်းဆောင်မှုအပေါ်စိုးစိုးရွားရွားထိခိုက်စေခဲ့ပြီးဖြစ်တယ်လို့အီရန်ဘ ਹੁ အစိုးရပြစ်မှတ်အများပြကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါရီအီရန်နျူကလ িয়ার ချိန်ချောက်မှုအမြင့်ဖြစ်ရမှာပါဝင်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုနဲ့အတူသမ္မတထရန့်ပေါ်ကျေးဇူးတင်တဲ့အကြောင်းအစ္စရေးအနေနဲ့ထုတ်ပြန်ထားခဲ့ပါရီ ستاد کل نیروهای مسلح شلی که هر گونه موشک در ساعات اخیر از ایران به سمت سرزمین های اشغالی را تکذیب کرد. سلام دنسا بی مگارو اسرائیل به سو موجاو گازا دیتا گا لونگن لب کنه به نیبا جا یسان گیا بینا و سنتر کیچن WCK پویها اساساری بیانچه بینمی پیدلو دیبیو دا باری. စနေနေ့တုန်းကဆိုရင်အယောက်1000စာနီးပါးအစားအစာတွေကိုပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ကမ္ဘာပင်မစပူဆောင်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါက12ပတ်ကျော်ကြာကာလအတွင်းပထမဆုံးအချိန်ဖြစ်ဂါဇာမှာရှိနေတဲ့ WCK အဖွဲ့စီကိုလိုအပ်တဲ့အကူအညီတွေတဖန်ပေးပို့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အကူအညီပေးပို့ခွင့်ပိတ်ဆို့ရတာဟာ Hamas အဖွဲ့ဘက်ကလက်နက်တွေခိုးတယ်တာဒါမှမဟုတ် အကူအညီပေးရေးပစ္စည်းတွေကို လမ်းကြောင်းပြောင်းယူမရအောင်တားဆီးနိုင်ဖို့ဖြစ်တယ်လို့အစ္စရေးတာဝန်ရှိသူတွေအနေနဲ့တုံ့ပြန်ထားပါတယ်။ဒါ့ပြင်မဲ့လဲကုလသမဂ္ဂအပါအဝင် အခြားနိုင်ငံတကာအဖွဲ့တွေကတော့အစ္စရေးဟာသူ့ပြောဆိုချက်တိုင်းတတ်တည်ပြနိုင်ခြင်းမရှိတဲ့အပြင် စုပြုံပြီးအပြစ်ပေးတဲ့ပုံစံမျိုးပါဖြစ်နေတယ်လို့ဝေဖန်သွားခဲ့ပါတယ်။အစ္စရေးကံသက်ချက်ကြောင့်ဂါဇာရဲ့အငတ်ပေးပြဿနာပိုပြီးဆွေးရွာလာနိုင်တယ်လို့လည်းတတိပေးထားခဲ့ပါတယ်။၃လနီးပါးကြာမြင့်ခဲ့တဲ့အစ္စရေးရဲ့ပိတ်ဆို့ချက်အရာ မေလ9ရက်နေ့အရောက်မှာ WCK အဖွဲ့ရဲ့လုပ်ငန်းလေပတ်မှုတွေလုံးဝရပ်ဆိုင်ခဲ့ရပါတယ်။လက်ရှိဂါဇာမှာလေပတ်နေတဲ့ဣသရေလနဲ့အမေရိကန်နောက်ခံပြု လူသားချင်းစာနာမှုဖောင်ဒေးရှင်းကအကူအညီဖြန့်ဝေပေးမှုတွင်ရုံးရင်းစံကတ်တွေဖြစ်ပွားခဲ့သလိုစာနယ်ရိက္ခာတို့ရဖို့ကြိုးပမ်းခဲ့ကြတဲ့ပါလက်စတိုင်းအများပြားလည်းတည်ဆုံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်မှာအစ္စရေးကအကူအညီပေးရင်တန်းကိုလည်းတိုက်ခိုက်ခဲ့ပြီး WCK အဖွဲ့ဝင်9ဦးသေဆုံးခဲ့ရတဲ့အလျောက်တလနီးပါးကြာလုပ်ငန်းလည်ပတ်မှုတွေရပ်ထားခဲ့ရပူပါတယ်2023အော်တိုဘလကစပြီး WCK ဟာဂါဇာဒေသခံတွေအတွက်အစားအစာအနက်ပေါင်း133တန်းအထိချက်ပြုတ်ဝင်ငှပေးနိုင်ခဲ့တဲ့အပြင်နမေဂျီစဖူမူဟိုဆေးအန်ဒရစ်တီထောင်ထားတဲ့အဖွဲ့တစ်ခုအနေနဲ့ပါ လူတိများပါရီ ဂါဇာမုတ်ဖို့တမများတမကရဲ့အကြီးအကဲဖြစ်သူကတော့ကုလပံမိုးပေးထားတဲ့မိဖို့ဆောင်တွေကို ပြန်မလဲပတ်နိုင်သေးတဲ့အကြောင်းအတိပေးပြောဆိုခဲ့ပါရီနောက်ထပ်သတင်းပုတ်အနေနဲ့ American တရားရုံးချုပ်ဟာရွှေပြောင်းတွေကိုသူတို့မိခင်နိုင်ငံမဟုတ်တဲ့တတိယနိုင်ငံစီ Trump ဆိုရကနှင်ထုတ်တာမျိုးဆက်လုပ်နိုင်ဖို့အတွက်ခွင့်ပြုပေးလိုက်တယ်လို့သိရပါဗျ။ အဲ့ဒီအမှုတွေမှာတောင်ဆူဒန်နိုင်ငံကိုထွက်ခွာမဲ့လေရင်ပေါ်တင်ပေးခံလိုက်ရတဲ့မြန်မာတောင်ဆူဒန်ကျူဘာမက္ကဆီကိုလာအိုနဲ့ဗီယက်နမ်ကရွှေပြောင်းရှစ်ဦးကိစ္စလဲပါဝင်ပါတယ်ထရမ့်ဆိုရကတော့ဒီရွှေပြောင်းတွေကိုအစိုးတကအစိုးဆုံးဆိုပြီးမှတ်ချက်ပြုထားပါတယ်အဲ့ဒီဆုံးဖြတ်ချက်အတွင်းတရားရုံးချုပ်တရားသူကြီး၉ဦးရှိရမှာ 6ဦးက Trump ဆိုရဘက်ကိုရည်တည်ခဲ့တာ ဖြစ်ပြီး3ဦးသာကန့်ကွက်ခဲ့တာလည်းဖြစ်ပါရည်တတိယနိုင်ငံတွင်စီရွှေပြောင်းတွေကိုနှင်ထုတ်မယ်ဆိုရင်ကြုံလာရနိုင်တဲ့အနေနဲ့ပတ်သက်ပြီးပြောပြဖို့အခွင့်အလမ်းပေးအပ်ရမယ်ဆိုတဲ့အောက်တရားရုံးဆွန့်ဖြတ်ချက်ကိုအခုလိုမျိုးတရားရုံးချုပ်ကပြန်လည်ပယ်ဖျက်ခဲ့တာပါ Liberate တရားသူကြီး3ဦးကတော့အဲ့ဒီဆုံးဖြတ်ချက်ကိုဥပဒေမဲ့တဲ့အပေါ်စုချင်းမြရာရောက်တယ်ဆိုပြီးဝေဖန်ခဲ့ပါရည် အမိမြေလုံခြုံရေးဝန်ကြီးဌာနကတော့ဒါကိုအမေရိကန်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် အောင်ပွဲဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။အဲ့ဒီရွှေပြောင်းရှစ်ဦးဟာလူသက်မီရှုကလက်နက်ကင်လူရတာလိုမျိုးဆွေးရတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ဆွဆွဲထားခဲ့ပေမဲ့လည်းအများစုဟာကျူးလွန်ခြင်းမရှိကြောင်းသူတို့ရှင်းနေရအနေနဲ့ပြန်လည်ငင်းဆန်ထားခဲ့ပါတယ်။ uh, first of all, do not come to our country illegally. Uh, you will be removed and you will be prosecuted. But know that this facility is one of the tools in our toolkit that we will use if you commit crimes against. Salat Dinsa Pima Garo. ပြည်ထောင်ဝင်ကြီးချုပ်စတာမန်နဲ့ယူကရိန်းသမ္မတဇယ်လန်စကီတို့ဟာနှစ်နိုင်ငံကြားဆက်လက်နက်ပစ္စည်းတွေပူးတွဲထုတ်လုပ်ဖို့အတွက်သဘောတူညီချက်ရရှိခဲ့တယ်လို့ပြီးခဲ့တဲ့တနင်္လာနေ့မှာကြေညာသွားခဲ့ပါတယ်။ Good afternoon. Slava Ukraine. Slava. ရုရှားကျူကျော်စစ်နဲ့ပတ်သက်ပြီးဇယ်လန်စကီကလန်ဒန်မြို့ကိုရောက်လာချိန်မှာပဲအခုလိုမျိုးသဘောတူညီချက်ရရှိခဲ့တာပါပြည်ထိတ်မှလေးကျင့်လျက်ရှိတဲ့ယူကရိန်းတပ်သားတွေနဲ့လည်းဇယ်လန်စကီကိုယ်တိုင်တွေ့ရောက်တွေ့ဆုံခဲ့ပါတယ်အဲ့ဒီသဘောတူညီချက်က နိုင်ငံစလုံးစီးအင်အားတောင့်တအောင်ကူညီပေးနိုင်မှာဖြစ်တယ်လို့ရုရှားနဲ့စစ်ပွဲမှာလဲယူကရိန်းတို့ပတ်မိုးပေးတဲ့ပြည်တယ်ကိုကျေးဇူးတင်တယ်ဆိုပြီးဇယ်လန်စကီအနေနဲ့ပြောတော်ပါရီဒီသဘောတူညီချက်အရစစ်ပွဲမှာအသုံးပြုတဲ့ဤပညာချင်းဖလဲဖို့ပြည်တိန် drone ထုတ်လုပ်မှုတိုးမြင့်မှုပြည်တိန်ကာကွယ်ရေးစက်ရုံတွေနဲ့အတူယူကရိန်းရှေ့တန်းကဤပညာတွေကိုချိတ်ဆက်အသုံးပြုမှုထိကြီးညာချက်ထဲမှာဖော်ပြထားပါရီ ်ဒီသဘောတူညီချက်ဟာသုံးနှစ်တက်တန်းရှိပါလဲဖြစ်ပါ रे ဇန်နဝါရီလတုန်းကတော့ပြည်တိန်ဝင်ကြီးချုပ်စတာမဟာယူကရိန်းကိုအလဲပတ်သွားရောက်ခဲ့ပြီးနှစ်ပေါင်းတရာကြာလက်တွဲမယ်ဆိုပြီးပြောခဲ့ဘူးပါ रे ဒါပြင်လာမယ့်ပတ်တွင်ပြည်တိန်နဲ့ပြင်သစ်တို့ဥဆောင်တဲ့မဟာမိတ်အုပ်စုဟာအဖွဲ့ဝင်နိုင်ငံအသစ်တွေတွေ့မြင့်သွားဖို့ရှိတယ်ဆိုပြီးအတည်ပြုထားပါ रे ဒီတစ်ခေါက်ခီးစမဇယ်လန်စကီကချားစ်ပီယင်ကိုလည်းတွားရောက်တွေ့ဆုံခဲ့ပါ रे ဒါအခုနှစ်တွင်သုံးကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာခဲ့ပြီး Charles Bien ဘက်ကယူကရိန်းကိုထောက်ကန်ကြောင်းပြသမှုလည်းဖြစ်ပါသည်နောက်ထပ်သတင်းတပုတ်အနေနဲ့ဇွန်လ23ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံနဲ့ထိစပ်နေတဲ့ခရိုင်6ခုစလုံးမှာចောင်းသားរីနဲ့အတူ စေကုသဖို့လာရောက်သူတွေမှလွဲရင်ထိုင်းစစ်တပ်ဘက်ကရင်းတွေချီလင်ခီးသွားတွေကိုဖျက်ဆီးခွင့်ပိတ်လိုက်တယ်လို့သိရပါတယ် สวัสดีท่านค่ะအဲ့ဒီနေဆက်ကန့်သက်ချက်ဟာနိုင်ငံသားတွေတာမကထိုင်းနိုင်ငံသားတွေအတွက်ပါအကျုံးဝင်တယ်လို့သိရပါတယ်။ဒါကြောင့်နမဲကျော်အရင်ညာပရာထက် point bet gate ကနေကမ္ဘောဒီးယားတဲကိုခီးသွားတဲ့အနေနဲ့ဝင်လို့ရတော့မှာမဟုတ်ပါဘူး။ Surin, Burian, Seri Sakat, Sako, Chanta Buri နဲ့ track ခရိုင်နေဆက်ကစ်တွေကိုမဖြစ်မနေလိုအပ်တဲ့သွာလာမှုကလွဲရင် အလုံးချက်ချင်းပိတ်ပစ်မှာဖြစ်တယ်လို့ထိုင်းစစ်တပ်အနေနဲ့ထုတ်ပြန်ထားပါတယ်။ကမ်ဘောဒီးယားဘက်ကတော့ထိုင်းသီးနှံနဲ့ဟင်းသီးဟင်းရဲ့တင်သွင်းမှုပိတ်ထားတယ်လို့ TV နဲ့ရုပ်ရှင်ရုံတွေမှာလည်းထိုင်းဒရမာတွေပြသခွင့်ပိတ်ပင်ပြီးထိုင်းအတွက်အင်တာနက်ပါ ဖြတ်တောက်ထားပါတယ်။ အခုလိုမျိုးနေဆက်အငင်းပွားမှုတွေကြောင်းစစ်တပ်ချင်းပဋိပက္ခဖြစ်ရကနေကမ္ဘောဒီးယားစစ်သားတို့တိုက်ဆုံခဲ့ရတာဖြစ်ပါတယ်။နှစ်ဖက်ဆက်ဆံရေးတင်းမာနေချိန်မှာပဲထိုင်းဝန်ကြီးချုပ်ဖဲထောင်တန်းရှင်နာဝက်နဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ကြားဖုန်းဆက်ပြောဆိုခဲ့ကြတဲ့အတန်ဖိုင်ကို ကမ္ဘောဒီးယားဘက်ကဖွင့်ချခဲ့ပါတယ်။အဲ့ဒီတည်းမှာထိုင်းဝန်ကြီးချုပ်က စစ်တပ်ကိုရန်သူတပွဲတုံနှုံပြောဆိုခဲ့တာကြောင့်အပြင်းထန်ဝေဖန်ခံနေရတဲ့အပြင်ယာဒူးနှုတ်ထွက်ပေးဖို့အတွက်ပါ PR တွေနဲ့ရင်ဆိုင်နေရပါတယ်။ကမ္ဘောဒီးယားဘက်ကလည်းနေဆက်နေရာနှစ်ခုတည်းပိုင်နဲ့ငင်းပွားနေမှုကိုဖြေရှင်းပေးဖို့အပြည်ပြည်ဆိုင်ရာတရားမျှတမှု တရားရုံး ICJ မှာတိုင်ကြားထားပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ ဒေယုနိုင်ငံအနောက်မြောက်ပိုင်းကန်စုပြည်နယ်မှာပထမဆုံးသောအင်ဂါဂျူပုံတူအခြေစိုက်စခန်းဟာပြည်တွင်းပြည်ပခီးသွားတဲ့ကြားရေပန်းစားလို့နေပါရီ ဒါကအကသဆိုင်ရာ အသိပညာနီးပညာတွေနဲ့အတူဒေတာရင်းမြေပြင်ပုံစံကိုပေါင်းစပ်ထားတာဖြစ်ပြီးလဟပြင်းအကသခီးသွွားအတွေ့အကြုံမျိုးရရှိစေနိုင်မဲ့အခင်းကျင်းလေးဖြစ်ပါတယ်။အဲ့ဒီစကန်တီရှိရာဂန်းစုပြည်နယ်ကြံချမ်းမြို့ဟာဂိုဘီတက္ကနာရတဲမှာတည်ရှိနေပြီး69စတူယန်ကီလိုမီတာကျယ်ဝန်းပါတယ်။မတ်ဂျူအခြေဆိုင်စကန် အမှတ်၁ဖြစ်အမည်ပေးထားတဲ့ဒီအဆောင်ဝန်ကြီးထဲမှာအင်္ဂါကျုပ်ပေါ်ရှင်သန်ကျင်းဆိုင်ရာလေ့ကျင့်ခန်းတွေစူးစမ်းလေ့လာရေးပုံစံတွေဂျူစင်းရင်တွေကျေကောင်းကင်ပါတဲ့တဲအိမ်လေးတွေနဲ့အတူ 3D ဒီဇိုင်းမျိုးစုံအပါအဝင် အခြားအတွေ့အကြုံတွေပါရစေမဲ့တင်ဆက်မှုတွေအထိပါရှိလို့နေပါတယ်။အဲ့ဒီလာရောက်ခဲ့တဲ့ဧည့်သည်တယောက်ကတော့ပြင်ပအာဂါတကိုတကယ်ခီးထွက်ရတယ်လို့မျိုးခံစားရတယ်ဆိုပြီးမှတ်ချက်ပြုသွားပါတယ်။ ဒါအပြင်သုံးဘက်မြင်လှိမ့်ခွင်းနေနဲ့ဆက်တလက်လူမျိုးလေ့ကျင့်ရေးကိရိယာတွေကစာအုပ်တွေဗီဒီယိုတွေထဲမှာမခံစားနိုင်တဲ့အတွေ့အကြုံကိုပေးစမ်းနိုင်တယ်လို့လည်းပြောတော်ပါရီအဲ့နောက်အင်ဂါဂျိုပန်ဝင်းကျင်တဲ့အသွင်တူအောင်ဖန်တီးထားတဲ့နေရာမှာဟိုက်ဒရိုပိုနစ်အပင်တွေဘလို့ကြီးထွားလာတယ်လဲဆိုတာကိုလာရောက်လေပတ်သူတွေက လေ့လာကြည့်ရှုနိုင်မယ်ပရောဂျက်ပေါင်း30ကျော်အထိခင်းကျင်းပြသထားပါရီ ုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲဆုံးသက်လိုက်ပါရကျွန်တော်ကတော့ကေဆက်နိုင်ပါ